ားလုံးမင်္ဂလာပါရှင်ဒီနေ့ကကျမတပုညုံကိုကချင်ပြည်နယ်ကစတိုင်တုတ်ဆောင်မယ်ပေါ့နော်သူကကြတော့အာဘယ်လိုတုတ်ဆောင်ရလဲဆိုတော့တပုညုံလို့လက်ခနဲလေးပြုတ်လိုက်တယ်အဲရင်းနှုတ်ပုတ်ပတ်ဆူရမှာလေလက်ခနဲလေးပြုတ်လိုက်တယ်ပြုတ်ပြီးပြီးစင်သူ့ကိုဆေးယူတာယူထားပြီးပြီးစင်စိတ်စိတ်လေးနေတဲ့ချိန်ပေါ့နော်ဆေးယူထားပြီးရင်ငပိနဲ့ခင်းကျင်နေနဲ့ကိုပြုတ်လိုက်တယ်ခင်းကျင်နေတလုံးလောက်နဲ့ပေါ့နော်သူအရေးလေးလက်ရှုံလေးဖြစ်နေပြီးတော့၆ကက်ကက်ကြီးမဖြစ်အောင်ပေါ့နော် တုတ်လိုက်တယ်တုတ်ပြီးပြီးစင်ချက်တွင်ဖြူလေးပပလေးလွာအချက်တွင်နီပပလေးလွာထားလွာပြီးရင်အဲဒီခင်းကျင်နီနူးွားပြီးဆိုတဲ့အခါကျရင်ကြံထားတဲ့ငပိရေနဲ့ပြုတ်ထားတဲ့အရည်လေးနဲ့အဲဒီခင်းကျင်နီနဲ့ကိုရောပြီးလို့ဆိုရင်စောနာချက်တွင်ဖြူလွာဟာဒါလေးကိုချက်တွင်နီလွာဟာဒါလေးကိုလည်းထက်ထက်ပြီးတံမြာဒီလေးညက်ထက် ီစားဟင်းချုံမုံတော့ကိုကြိုက်ဘလောက်တဲ့ပေါ့နော်ကိုပေါ့ငန်ကြိုက်တော့တဲ့တဲ့ပြီးရနေပြီးတော့အဲ့ဒီအချင်လေးနဲ့တုတ်စားထမင်းပူပူလေးနဲ့လေအရင်စားလို့ကောင်းတပုတ်ပင်ဆိုင်တာကလေရီဝချက်ကတပုတ်တီးရဖို့မဟုတ်ဘူးတပုတ်ညွန်တုတ်စားချင်တယ်အရင်ကြိုက်ဒီတပုတ်ညွန်တုတ်အကြောင်းပြောရင်ကျော်အဖော်အရင်တီးရကိုရင်းငယ်ကတပုတ်ညွန်တုတ်ဆိုတော့အရင်စားရအရင်ကြိုက်တာစားလို့မပွားခဲ့တဲ့အထင်မှာပါတုတ်တိုင်းကြိုက်တယ် ကြောင့်ကျွန်မဒီမှာတဖို့ညွန်စားရအောင်ဆိုပြီးတော့တဖို့ပင်ရအောင်စိုက်တာတက်စားလိုက်ပါဦးမယ်ကောင်းလို့တင်လို့ပြီးတော့ပါပြီတင်နေဖြင်းနေပေါ့နော်ပမာစကားကတော်တော်ရှုံနော်တော်လို့ပြီးတော့ပြီစားဖို့ပဲကျွန်မတို့တို့ရှင်ကဲလာစားကြပါဦးဗီဒီယိုလေးကြည့်ရှုပြရတဲ့ခြေစစ်အများကြီးတင်ပါတယ်နောက်ပြီးမှထပ်ဆင်ကြမယ်